2025ခုနှစ်မတ်လ28ရက်နေ့နေ့လယ်12:50မိနစ်အချိန်ခန့်တွင် မန္တလေးမြို့၏အရှိမြောက်ဘက်20ကီလိုမီတာကွာမြောက်လက်တီတ22.39ဒီဂရီ အရှိလောင်ကြီးတ96.13ဒီဂရီ အနက်30ကီလိုမီတာကိုဗဟုပြု၍အင်အားရီတက်စကေ9.9အဆင့်ရှိ အလွန်ပြင်းထန်သောမြေငလင်းလှုပ်ရှားခဲ့မှုကြောင့်ရှမ်းပြည်နယ်တောင်ပိုင်းနမ်ဆန်မြို့နယ်တွင်ရှေးဟောင်းမွေတော်ဇေဒီတစုအပါအဝင်ဇေဒီနစု၏ထီးတော်များမြေခပြည့်စီဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်းသိရပါသည် အဆိုပါငလင်းလောက်ခတ်မှုကြောင့်နမ်ဆန်ကျေးရအုပ်စုဂျောင်းကုန်ကျေးရရှိဝမ်ပုံစုတောင်ပြည်စီတော်ဤထီတော်နှင့်ဘန့်ဟင်ကျေးရအုပ်စု တွင်ဆိုင်ကျေးရရှိ ရှီဟောင်းမွေတော်စီတော်ဤထီတော်နှင့်ဇီဒီအပေါ်ဖန်15ပြီကျော်ခန့် ပြူကြပြည့်စီမှုအချိန်နေနှင့်ပြန်လည်ပြုပြင်မွမ်းမံမိအချိန်နေများကိုအဆိုပါကျေးရနေရရှိတာဝန်ရှိသူများကိုယခုလိုပဲတွေ့ဆုံမြင်မြန်ခဲ့ပါရရှင်ကျွန်တော်တို့ဒီနာဆောင်မြို့နယ်မြို့နယ်မြို့နယ်တာနာရေးမှုဦးဆိုင်ထုံးထုံးဖြစ်ပါတယ် ဒီငလင်28ရက်နေ့စပြီးဖြစ်ချင်းဖြစ်ချင်းမှာကျွန်တော်တို့ဟာတက်ဆိုင်ရာဒေသနာပိုင်းဖရားကောဘကအဖွဲ့နဲ့ပင်စင်စီစုပြီးတော့ခမညာနမ်ဆန်မြို့နယ်နမ်ဆန်နမ်ဆန်ကျေးရွာကျောင်းကုန်းကျေးရွာပေါ့ဝမ်ပုံဝမ်ပုံရှူတောင်းမြစ်စီတော်ကြီးမြေခတဲ့ဟာကိုကွင်းစင်စီကြည့်ပြီးသားဖြစ်ပါလေဒီစီဒီနဲ့ပတ်သက်ပြီးခါကြမူလအလူရှင်ဥကျော်လာနေပြီးတော့ပြန်လဲပြုပြန်လဲပြီးတော့တင်တင်မယ်ဖြစ်ပါတဲ့ဖြစ်ရှိပြီးတော့ကြောင်းကြားပြီးတော့သူပဲပြီးတော့ပြန်လဲပြင်ဆင်မယ်ဟိုဖြစ်ပါလေ ဒီဒီဒီဝမ်ဘုံစုတောင်းမြေစီတော်ကြီးဟာဒီဟောနေပောင်းတရာကျော်ခတည်ထားတဲ့စီတော်ချစ်ပြီးတော့သူ့ရဲ့အောက်အပေါ်ပိုင်းဟောညာပေါ်ပိုင်းကို15ဘီခန့်လောက်ကပြက်ကျပြီးတော့မြေပြင်မြေခတော့ပါလေကျွန်တော်နာမည်ကတော့ခွန်သိမ့်မောင်ပါခင်ဗျအခုကတော့ဒါဝမ်ဘုံကြီးရွာပေါ့ဝမ်ဘုံစည်းကြီးစုတောင်းပြည်ဒါရှေ့ဟောင်းတမိုင်းဝင်လို့ပြောရမှာပေါ့နော်ဒီစီဒီကတော့အာနှစ်ပေါင်း100ကျော်ပေါ့နော် ဒါပဲဆိုရင်တော့ထိခိုက်မှုကတော့နှစ်ခါရှိပြီးတော့ပထမဆုံးကတော့2000နဲ့၄ခုနှစ်ပေါ့အဲ့တော့ငလီမဲအဲ့တော့တစ်ခေါက်တည်းပြိုကျခဲ့ပြီးပြီအဲ့တော့ပြန်ပြီးတော့ကြည့်တော့ပြန်တင်ထားတယ်ဦးကျော်လာနေပဲအခု2025မှာ2025မှာတစ်ခေါက်ပြန်ဖြစ်တယ်ဒီဟာဒီပြီးတော့ပဲပြန်ကျိုးကျတယ်ဟောနော်စီဂျီကတော့ရှေ့ဟောင်းတမ်းရှေ့ဟောင်းတမ်းဝင်လို့ပဲပြောမှာပေါ့နော် ဘာလို့ဆိုတော့ဒီနေပေါင်း100ကျော်ဆိုတော့ကျွန်တော်တို့ကဒီမှတ်တမ်းတော့တခုမှမတွေ့ဘူးပေါ့နော်ဒီတော့အဲ့ဒါအခုဒီတီဒီတော့ကျိုးကြပါတယ်ကျိုးကြကျိုးကြပါတော့ပြန်ပြီးတော့ဒီလူရှင်ကဥထောလာကနေပြန်ပြီးတော့ပြန်လူပါမယ်မင်္ဂလာပါခင်ဗျကျွန်တော်နာမည်ဥကျော်လာဖြစ်ပါတယ်ရှမ်းပြည်တောင်ပိုင်းနမ်ဆောင်မြို့တောင်အပွဲမှာနေပါလေအဲငွေကြေး မလ28ရက်နေ့တုန်းကအဲမြေကလင်းကြောင့်ထီတော်မြေခခဲရတာတွေ့ရတော့စိတ်မကောင်းစီများစွာဖြစ်ခဲ့ရပါတယ်။အမေဒီမြေခသွားတဲ့ထီတော်ကလည်းအရင်ရခင်ကျွန်တော်အဲကျွန်တော်မိဘနဲ့ကျွန်တော်မိသားစုတင်ထားတဲ့ထီတော်ဖြစ်ပါတယ်။မြေခသွားတဲ့ထီတော်ကိုတွေ့ရတော့မိဘကိုလည်းလွမ်းတလူခံစားရတယ်မိဘအမွန်ပေးခဲ့တဲ့ထီတော်အတွက် အဲမြေခတဲ့ထီတော်ကိုကျွန်တော်မိသားစုအနေနဲ့ပြန်လည်ပြုပြင်ပြီးပြန်တင်ပါမယ်လို့အာဌာနဆိုင်ရာအကြီးအကဲနဲ့ကျွန်တော်အကြောင်းကြားထားပါတယ်မင်္ဂလာပါကျွန်တော်ကတော့ဥခွန်ထွန်းဆိုင်ပါမချန်းပြည်သူစစ်ဒေသရဲ့သာသနာရေးတာဝန်ခံတယောက်ပါ လာရောက်မေးမြန်းပြီးတော့ကျွန်တော် ပြောဆိုတာတွေကိုမှတ်တမ်းတင်သွားတဲ့တကယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီဟွာကျွတ်မယ်ဆိုရင်တော့ဒီစေပထိုးကြီးကိုပြန်ပြီးပြုပြင်မှုမှန်ဖို့အာကျန်းကျင်တဲ့ပညာရှင်တွေပါတွေခေါ်ပြီးတော့จิตလစ်ဆတိတ်သီးဆတွေကိုစမ်းသပ်ပြီးမှအာပြန်လဲပြီးတော့ထိမ့်သိမ့်ပြုပြင်သွားမယ်လို့စိတ်ကူးထားပါတယ်အာဒီအတွက် ကျွန်တော်မှဒီတာနာရေးတွေလုပ်နေရတဲ့အတွက်လဲတကယ်ကိုဂျီနုပီတိဖြစ်မိပါတယ်ဒီရှေးအောင်စီဒီကြီးကို ပြန်လဲပြုတ်ပြင်မွန်းမှန်ရတဲ့အကုသိုလ်တွေအတွက်လဲကျွန်တော်ဂျူတင်ပြီးတော့ပီတိဖြစ်နေပါတယ်